အိနိုချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လိုနဲ့စောင်းလက်နဲ့မြစိတ်မိသားတို့ရှောင်ရှားကိုမှလျင်စွာစိတ်တည်ရွှင်ကြည်မျက်နှာတေကမတွေ့လလေပြမှာဆက်တပြားသည့်မေတ္တာပွားမှုအကျိုးဒီရလာဒီလင်္ကာလေးတွေရလာဒါမျိုးလေးတွေရအောင်နှုတ်ထဲမှာဆောင်းထားတဲ့အိနိုချမ်းသာတဲ့နော်မေတ္တာတရားအားကြီးတဲ့ပုဂ္ဂိုလ်မေတ္တာတရားပွားတဲ့ပုဂ္ဂိုလ်အဲ့ဒီမှာတော့ဦးဇင်းတို့မေတ္တာစေတောဝိမု ക്തി ကိုတဲ့အာသေးဝိတာယဘာဝိတာယဘူလီကတာယ ယန္တိကတဝိထုကတအနုဋ္ဌိတပြိရှိတသုတမာရတကောင်းစွာကိုယ်တန်တမှာတီးနေအောင်နော်အရန်သိဖြစ်အောင်ကြိုးစားတာပေါ့နော်မော်တော်ကားကိုဆက်နှိုးထားတယ်လို့မျိုးမြစ်တာကိုအမြဲတမ်းကြိုက်တဲ့အချိန်မှာပို့လိုက်ရင်ကြိုက်တဲ့အချိန်အရန်သိဖြစ်အောင်အဲ့လောက်ထိမြစ်တာကိုပိုင်အောင်နိုင်အောင်လုပ်ထားမယ်ဆိုရင်တဲ့အခုပြောတဲ့အကျိုးကျေးဇူး17မျိုးရမယ်ကျိုးကျေးဇူး17မျိုးကဘာလဲတော့အိနိုးချမ်းသာအိတ်တဲ့ခါမှလည်းချမ်းချမ်းသာသာအေးရနိုးတဲ့ခါမှလည်းချမ်းချမ်းသာသာနိုးရတယ် ဒုက္ခံတုပ္ပတိဒုက္ခံပฏิပုစတိတဲ့။နောက်ချမ်းချမ်းသာသာအေးရတယ်ချမ်းချမ်းသာသာနိုးရတယ်။ဒါကလည်းပဲဒီခေတ်မှာအပူတွေအလောင်တွေများတော့ချမ်းချမ်းသာသာအေးရတယ်ချမ်းချမ်းသာသာနိုးရတယ်ဆိုတာကလူတိုင်းမရဘူး။နော်မစားရလို့မဝေရလို့စီးပွားရေးမပြည့်စုံလို့မဟုတ်ဘူး။ဟုတ်လား။အမျိုးမျိုးသော စိတ်ကိုနှိမ့်ဆက်တဲ့ပူလောင်မှုတွေကြောင့်မို့လို့ဒီတရားကောင်းကောင်းမအေးရဘူး။ကောင်းကောင်းမနိုးရဘူး။ ပူပူလောင်လောင်အေးရတယ်ပူပူလောင်လောင်နိုးရတယ်အဲ့ဒီလိုအနေထားစိုးတွေလွတ်ပြီးတော့ချမ်းချမ်းသာသာအိပ်ရှဲရတယ်ချမ်းချမ်းသာသာနိုးထရတယ်အနေထားမျိုးကိုရကျင်နေဆိုရင်ဘာလုပ်ရအောင်လဲမေတ္တာအကြီးအောင်ကြိုးစားရမယ်နော်အိမ်နိုးချမ်းသာ ကောင်းစွာအိမ်မက်ဟောအိမ်မက်ကောင်းမက်တယ်တဲ့မေတ္တာအကြီးတဲ့လို့စန့်ကျင်ဘက်အပြင်မေတ္တာအာမကြီးဘူးဆိုရင်တော့အိမ်မက်စိုးတွေမက်နိုင်တယ်ဗောဘဝရဲ့အနာယူတဲ့အချိန်လေးလို့ဆိုရမယ်အိပ်တဲ့အချိန်မှတောင်မှမေတ္တာမရှိဘူးဆိုရင်ဒီပုဂ္ဂိုလ်ချမ်းချမ်းသာသာ အိမ်မက်ကောင်းလေးတွေမမက်ရတဲ့အတွက်ကြောင့်ကောင်းကောင်းတောင်မနာရဘူးဆိုတဲ့အနေအထားမျိုးကိုမရောက်ဘူးလားရောက်တယ်နော်အိမ်တို့ချမ်းသာကောင်းစွာအိမ်မက်ချစ်လျက်လူနဲ့ဟောမနုဿာဏံပိယောဟတိအမနုဿာဏံပိယောဟတိနော်လူသားတွေရဲ့ချစ်ခင်မျက်နှာမှုကိုအဝန်းကျင်မှာရှိတဲ့လူတွေရဲ့ချစ်ခင်မျက်နှာမှုနှစ်သက်မှုလေးစားမှုဒါကိုမေတ္တာတရားအကြီးတဲ့ပုဂ္ဂိုလ်တွေလွယ်လွယ်လေးရနိုင်တယ်ဟုတ်လားပြီးတော့နတ်တွေရဲ့ချစ်ခင်နှစ်သက်မျက်နှာမှုကိုလည်းရနိုင်တယ် ။နော်မေတ္တာရှိနေတဲ့ပုဂ္ဂိုလ်မေတ္တာအားကြီးတဲ့ပုဂ္ဂိုလ်ကိုစိတ်တက်ခြင်းခိုက်တဲ့သဘောမျိုးလို့လည်းအကျဉ်းမြင်နားလည်လို့ရတယ်။ဟုတ်လား။ချစ်လျက်လူနဲ့ပြီးတော့ပါတယ်တော့။စောင့်လနဲ့များတဲ့ဒေဝတနာရခန္တီနတ်တီရဲ့စောင့်ရှောက်တာကိုမေတ္တာအားကြီးတဲ့ပုဂ္ဂိုလ်ဟာရရှိတယ်။စောင့်လနဲ့များစိတ်မီးဓာတ်တို့ရှောင်ရှားကိုမှဟောအစိတ်တည်းမီးတွေဓာတ်တွေအဆရှိတဲ့လက်နဲ့တို့ကြောင့်ဒီပုဂ္ဂိုလ်ဒုက္ခရောက်เสียအကြောင်းမရှိဘူးမေတ္တာအားကြီးနေတဲ့အချိန်မှာ မေတ္တာလက်ရှိเนาะရှိနေတဲ့အချိန်မှာအစိတ်တည်းမိတ္တာတွေအကြောက်နိုင်ဘူးစိတ်မေတ္တာတို့ရှောင်ရှားကိုမှလင်းစွာစိတ်တည်ဟောတို့တန်စိတ်တန်တမာရိယတည်တဲ့စိတ်ရဲ့တည်ငြိမ်မှုကိုမြန်မြန်ဆန်ဆန်ရတဲ့ကမ္မထံလို့မြတ်စွာဘုရားဟောတာစိတ်ကဆင်းရဲရင်မတည်ဘူးဟုတ်လားမေတ္တာပွားခြင်းအဖြစ်စိတ်ကမြန်မြန်ဆန်ဆန်ချမ်းသာတယ်ဒါကဦးဇင်းတို့ကံကံရဲ့အကျိုးရှိတော်မှာကြည့်မယ်ဆိုရင်သူများကိုချမ်းသာစေခြင်းနဲ့စိတ်မွေးတော့ကိုယ်မှမြန်မြန်ဆန်ဆန်ချမ်းသာတာပဲ ဟုတ်တယ်မဟုတ်လားအေးဒါကြောင့်မလို့ချမ်းသာတဲ့တကြောင်စိတ်မြန်မြန်တည်တယ်စိတ်ကိုမတည်အောင်လုပ်တာကအကြံမြင်ပြောရရင်တော့ဒေါသပဲစိတ်တိုင်းမကြံမှုတွေမှွေနှောက်ချောက်ချားနေအဲ့ဒါစိတ်ကမတည်ငြိမ်မှုဟုတ်ရလားဒါကြောင့်တိုးတန်စိတ်တန်တမာတိရဲ့ဒီစိတ်ရဲ့တည်ငြိမ်မှုကိုမြန်မြန်ဆန်ဆန်ရခြင်းနဲ့ဆိုရင်မေတ္တာပွားရမှာနော်အိနိုးချမ်းသာကောင်းစွာအိမ်မက်ချစ်လျက်လုံနဲ့စောင့်လက်နှမြစေမိတန်းတို့ရှောင်ရှားကိုမှလျင်စွာ စိတ်တည်ရွှင်ကြည်မျက်နှာ မုခဝန္နဝိပတိရတိတဲ့မေတ္တာအကြီးတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာအလွန်မှကြည်လင်နေတဲ့ဟုတ်ရလားအဲခုနတုန်းကအယုတ်ဆိုးစီဆိုတာနဲ့သူကစန့်ကျင်ဘက်ပေါ့နော်ဒေါသကရုပ်ရည်ကိုဖြည့်ဆည်းမယ်ဒီဘဝနဲ့မကဘူးနောက်ဘဝပါဆက်ပြီးတော့အဲ့ဒါအယုတ်ဆိုးကြီးဖြစ်မှာဒေါသအကြီးတဲ့လို့နော်မေတ္တာအကြီးတဲ့လူကအခုတည်းကြည်ကောင်းတာမဟုတ်ပြီးရင်လည်းပဲပို့ပြီးတော့ကြည်ကောင်းတဲ့အနေထားတရားကိုဖန်တီးအောင်မှာဒါကရုပ်ရည်လှပဖို့အတွက်ကံတရားကိုထူထောင်နေရလဲရောက်တယ်သဘောပေါက်ရဲ့လား ဒီကံတရားနဲ့ပတ်သက်ပြီးတော့ဥစဉ်ကတော့အလွန်ကပြောကျင်နေတယ်ပြောကျင်တော့ပြောလိုက်အောင်မယ်ဟုတ်လားနောက်တချို့နော်အမေလဲလှတယ်အဖေလဲလှတယ်ကလေးလေးကျမှဘာဖြစ်နော်အိုးနေတာရှိတယ်အမေနဲ့မတူလားဆိုလဲတူတယ်အဖေနဲ့မတူလားဆိုလဲတူတယ်ပါတူတော့ဆိုတော့အိုးဓာရေကြီးရွေးတူတယ်စဉ်းစားကြည့်တတိထားကြည့်နောက်တချို့အမေလဲပြောလောက်အောင်မလှဘူးအဖေလဲပြောလောက်အောင်မလှဘူးသားသမီးကျမှလှနေတာရှိတယ် အမေနဲ့လည်းတူသလားမေတူတယ်အဖေနဲ့လည်းတူတယ်တူတော့တူနေတာပဲဒါပေမဲ့လှတာလေးကောင်းတာလေးပဲရွေးပြီးတော့တူတယ်ကဲဒါပါလေဆိုတော့တတ္တဝရဲ့ကံတရားပေါ့အဲ့ဒီကံကဘာလို့လို့မေးရင်ဒေါသအနေအမြမေတ္တာအနေအမြကိုအတိတ်ကရည်ညွှန်းတာပေါ့ဟုတ်လားဒါကြောင့်လင်းစွာစိတ်တည်ရွှင်ကြည်မျက်နှာသေးကမတွေးလားလေးမြမဆက်တပြားလေးမေတ္တာပွားမှုအကျိုးတည်းဟုတ်လားသေးကမတွေးဘဝရဲ့နောက်ဆုံးအခြေအ လူတိုင်းကြောက်ရွံ့ကြတယ်ထိတ်လန့်ကြတယ်။တော့ငါရုပ်ပြဆင်းပြကြီးများသိရမလား။ရုံညံ့တဲ့ဘဝတွေကိုများရောက်သွားလိမ့်မလား။ဒီအတွေ့ကညံရှိတဲ့လူတိုင်းမှာအနာဂတ်နဲ့ပတ်သက်ပြီးတော့စဉ်းစားကြတဲ့အခါမှာဒါမပါဘူးလား။ပါတယ်နော်။ဒါတွေကပြည့်စည်ဥစ္စာနဲ့လည်းဖြည့်ရှင်းလို့ရတဲ့ပြဿနာမဟုတ်ဘူး။တက်ကြွထားတဲ့ပညာတွေနဲ့ဖြည့်ရှင်းလို့ရတဲ့ပြဿနာမဟုတ်ဘူး။ကိုယ်ဘေးမှာရှိတဲ့ကိုယ်ဘလောက်ပဲချစ်တဲ့အတိုင်းဝိုင်းဘလောက်ကြီးပဲကောင်းကောင်းဒါကိုသူတို့လည်းဝိုင်းပြီးတော့မရှင်းနိုင်ဘူး။ဟုတ်လားကိုယ့်ဘဝရဲ့နောက်ဆုံးချိန်ကိုယ့်ဘဝရဲ့ နောက်တစ်ချိန်မှာဆက်ပြီးတော့ဖြစ်ရမယ်အနာကအနေထားကကိုယ့်ရဲ့အရည်အသွေးပေါ်မှာပဲမူတည်တာဟုတ်လားအဲ့ဒါကိုကထိခနဲ့ရှိစိတ်တို့ထိခနဲ့ရှိစိတ်တို့ဆိုရင်တော့တော့မသေးခင်မှာတွေ့ရတဲ့အတွေ့အကြုံလေးတွေကိုတောင်းရင်မဆိုင်နိုင်လို့စိတ်တို့တဲ့ဆိုတဲ့လူတစ်ယောက်တည်းဒီကနေ့မှာတွေ့ရမယ်ဆိုးရတဲ့အခြေအနေကြီးကိုသူသေးကြပေါ့ရင်ဆိုင်နိုင်မှာမဟုတ်သေးကြပေါ့စိတ်တို့တော့မှာပဲဟုတ်လားအဲ့လိုဆိုလို့ရှိရင်ဘဝရဲ့နောက်ဆုံးအချိန်ဟာဘယ်လိုမှမကောင်းနိုင်ဘူးမကောင်းလို့ရှိရင်တော့မကောင်းတဲ့နေရာပဲရောက်မှာပဲเนาะ တမိတ္တအာကြည့်လို့ရှိရင်တော့အတံပုံလောကလံကရောတိတဲ့ကြီးကြီးလင်းလင်းမတွေ့မဝေးသေးရတယ်အဲ့လိုသေးပြီးလို့ရှိရင်လေတဲ့ဥပတိအပတိဝိဇ္ဇံတော့ဗြဟ္မလောကုဘကောဟောတိတဲ့နော်အရတမညာအရတပုံညာကိုမရသေးလို့ရှိရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ဗြဟ္မပြည်ကိုတေချာပေါ့ရောက်မယ်တဲ့နော်ကျန်တဲ့နတ်ပြည်တို့လူပြည်တို့တော့တော့မပြောဘူးတော့သူကပဲရောက်မှာဗြဟ္မပြည်ကိုရောက်မယ်လို့ပြောတာမေတ္တာအာကြည့်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်အကြီးအသေးကမြင်လို့သူ့ရဲ့တန်တဲ့နေရာကိုအဲ့ဒီစိတ်ကပို့လိုက်တာ